အရင်လိုဆက်စီမဆန်တော့ဘဲအမိုက်စားပုံစံလေးတွေနဲ့ပိုချစ်စရာကောင်းလာတဲ့တင်စာဝင်ကျော်ပရိသတ်တွေအလုံးမဲမင်္ဂလာပါရှင်တင်စာဝင်ကျော်ဟာဆိုရင်တော့နမဲကြီးမင်းသမီးတလက်ဖြစ်ပြီးအခုထိလဲဆွဲဆောင်နိုင်နေတဲ့မင်းသမီးတလက်ဖြစ်ပါတယ်သူမအမှုပညာလောကတဲ့ကိုရောက်ရှိလာတာဟာလေဆယ်စုနှစ်နှစ်ခုစာလောက်ကိုကြောင်းနေပြီပဲဖြစ်ပါတယ်သူမဟာအရင်ကဗီဒီယိုသရုပ်စာမင်းသမီးလုပ်ခဲ့ပြီးရောအဲဒီနောက်ပိုင်းဗီဒီယိုခစ်ကုန်ပြီးနောက်သူမဟာ ပရိသတ်တွေရဲ့အောင်မြင်မှုကိုရရှိဖို့အတွက်ဆက်စီဆန်လာခဲ့တာဖြစ်ပါတယ်။သူမရဲ့အမိုက်စာပွဲတက်ဖက်ရှင်တွေကြောင့်လည်းပရိသတ်တွေကြားမှာပွဲစုခဲ့သလိုလုပ်ငန်းရှင်တွေကလည်းသူမပွဲတက်ဖို့အတွက်အပြိုင်ဆိုင်ငှားရမ်းဖိတ်ကြားခဲ့တာဖြစ်ပါတယ်။တင်စာဝိကျော်ဟာရုပ်ရည်လေးတွေတင်လှတာမဟုတ်ဘဲအလားပါလဲကြိုးဆိုင်ပြီးခန္ဓာကိုယ်ကိုလည်းအမြဲတမ်းထိန်းသိမ်းခဲ့တာကြောင့်သူမရဲ့ body ဟာလည်းအမိုက်စာဖြစ်နေတာဖြစ်ပါတယ်။အဲလိုအမိုက်စားဖြစ်နေကြတဲ့ဆက်စီဆန်ဆန်ဝစ်စားတဲ့အခါမှာသူများနဲ့မတူဘဲစွဲဆောင်မှုရှိရှိနဲ့ အလာကြီးလာနေရဖြစ်ပိုင်သူမရဲ့ဆက်စီဆန်ဆန်ပုံစံတွေကလည်းခေရှိကိုအယောင်လွန်ပြီးတော့တချို့တွေကလည်းအဲ့ဒီလိုပုံစံကိုမကြိုက်ကြသလိုတချို့ကလည်းသဘောကျကြတာဖြစ်ပိုင်မြန်မာနိုင်ငံရဲ့အမျိုးသားတူကြီးရဲ့အသေးကိုချွေယုံတင်အားမရပဲအမျိုးသမီးတွေရဲ့အသေးကိုလည်းသူမရဲ့လှပရဲ့ခန္ဓာကိုယ်နဲ့ချွေယူခဲ့တာဖြစ်ပိုင်တင်စာဝိကျော်ကအောင်မြင်မှုတွေကိုထိန်းထားနိုင်ဖို့အတွက်ရောသူမရဲ့သူများနဲ့မတူတမူထူးခြားတဲ့ပုံစံကိုပြသချင်တာကြောင့်မှာ အမိုက်စားဖက်ရှင်တွေဓာတ်ပုံတွေနဲ့ပရိသတ်တွေရဲ့အသေးကိုညှို့ယူဖန်ဆားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမရဲ့ဖက်ရှင်တွေဟာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့မကိုက်ညီရာကြောင့်ရောမတူကွဲပြားနေတဲ့ပုံစံတွေကြောင့်တချို့ပရိသတ်တွေကတော့အဲ့လိုပုံစံလက်မခံမဲ့အရင်လိုလုံလုံချုံချုံနဲ့အမိုက်စားပုံစံလေးပဲဖြစ်စေချင်ခဲ့ပါတယ်။သူမရဲ့အပြုတ်မှုတွေအဝိစားတွေကမြန်မာနိုင်ငံရင်ကျေးမှုနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးအဖမ်းခံလိုက်ရပါတယ်။အဲဒီနောက်ပြန်လွတ်လာပြီးနောက်ပိုင်းမှာတော့တင်စာဝင်းကျော်ရဲ့ဖက်ရှင်တွေဟာပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ အရင်လိုဆက်စီဆန္ဒမျိုးမဟုတ်တော့ဘဲသူမဟာအမိုက်စားပုံစံဖြစ်လာခဲ့ပါတယ်။ဒီနောက်ပိုင်းပွဲတွေတက်ရင်လည်းရက်ဘော်လော်လီတွေမဟုတ်တော့ဘဲကြည်ကောင်းတဲ့အမိုက်စားပုံစံနေနဲ့ပွဲတက်ခဲ့တယ်လို့ကြော်ညာရီမှာဆိုရင်လေသူမပုံစံဟာချစ်စရာကောင်းနေရဖြစ်ပါတယ်။တင်စာဟာအခုနောက်ပိုင်းပွဲတက်တွေမှာဆိုလဲရင်ရင်လေးနဲ့လှတဲ့ပုံစံအတိုင်းပွဲတက်လာခဲ့တာဖြစ်ပါတယ်။တင်ဆောင်မိကြောင်ဟာအမျိုးသမီးတိုင်းအားကြရတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့သူမပုံစံကလည်းအမြဲတမ်းတက်ကြွနေရဖြစ်ပါတယ်။ ဖော်ယူတဲ့သူမရဲ့ပုံစံကြောင့်လည်းအားလုံးကခင်မင်ခဲ့ကြတာဖြစ်ပါတယ်။အသက်ကြီးလာပြီမဲ့လည်းအများနဲ့လှနေသူတယောက်ဖြစ်ပါတယ်။အခုဆိုရင်အသက်ကြီးလာမှပို့ပို့ကိုလှလာတာဖြစ်ပြီးတော့အရင်တုန်းကနဲ့မတူတော့ဘဲတံမာပြီးရင့်ကျက်တဲ့အမျိုးသမီးတယောက်အသွင်ကိုစောင်းနေရဖြစ်ပါတယ်။ပွဲတက်တွေကြောင့်ရာရီကိုရိုက်ကူးနေပြီမဲ့ဇလန်းတွေရိုက်တာမျိုးကိုတော့တိတ်မတွေ့ရသေးတာဖြစ်ပါတယ်။တင်ဆောင်ဝိကျော်ကအမြဲတမ်းပြုံးနေတက်ပြီးတော့အခက်ခဲတွေကိုလည်းပြုံပြုံလေးနဲ့ရင်ဆိုင်နိုင်သူတယောက်ဖြစ်ပါတယ်။တင်ဆောင်ဝိကျော်အခုချိန်ထိလှနေရတဲ့လူဝတ်ချက်ဟာဆိုရင်တော့ ကျမ်းမာရေးလိုက်စားပြီးဂျင်ဆော့နေရာကြောင်းပဲဖြစ်ပါတင်စာဝင်းကျော်ဟာအားရင်အားတလုံးနဲ့လေးကျင်ကန်လုံနေကြောင်းလည်းသူမ၏လူမှုကွန်ရက်စာမျက်နှာထပ်မှာတင်ပြနေရဖြစ်ပါတင်စာဝင်းကျော်ဟာအေးစေးတည်ငြိမ်သူတယောက်ဖြစ်ပြီးတော့အခုနောက်ပိုင်းမှာလည်းဆက်စီမဆန်မဲအမိုက်စားပုံစံလေးတွေဘက်ကိုကူပြောင်းသွားပြီးလှနေရကြောင်းလည်းအချစ်ပူနေကြပြီပဲဖြစ်ပါပရိသတ်တွေကတော့တင်စာဝင်းကျော်ဘလို့ပဲနေနေချစ်ကြမှာဖြစ်ပြီးတော့တင်စာဝင်းကျော်ကလည်းသူမရဲ့ပရိသတ်တွေစိတ်တိုင်းကြအပေါ်လော်ရီကိုတိတ်မဝစ်တော့ဘဲလုံလုံကြုံကြုံဝစ်လာခဲ့တာဖြစ်ပါ ပရိသတ်တွေလည်းတေသာဝင့်ကျော်ကိုသဘောကျလားဆိုတာကိုပြောပြီးသွားကြပါအောင်ရှင်။